မင်္ဂလာပါပရိသတ်ကြီးဘုန်းကြီးတင်ညမှာတော့ဘရောမစိတ်တမချနဲ့ဆိုတဲ့ကောင်းစင်လေးနဲ့ပြောချင်ပါတယ်ဘုန်းကြီးတို့ရာကိုဘဝမှာအလုပ်တွေလုပ်နေကြတယ်နေလည်းလုပ်ရညလည်းလုပ်ရပေါ့အလုပ်များစွာလုပ်တဲ့အခါမှာတခါတရံကြလို့ချင်းကိုမမျော်လင့်ထားတော့အဆိုးတွေကြုံရတတ်တယ်အခက်ခဲတွေကြုံရတတ်တယ်အဲ့တော့အဆိုးတွေအခက်ခဲတွေဆိုတာကဘဝမှာသူကထူးဆန်းသောအရာမှမဟုတ်တာ ကိုတယောက်တည်းကြုံရတာလည်းမဟုတ်ဘူးလူအများကြုံကြရတာအဲ့လိုအဆိုးတွေအခက်အခဲတွေနဲ့ကြုံတဲ့အချိန်မှာလွယ်လွယ်လေးစိတ်တမချလိုက်ပါနဲ့တခြားတရားမှာကိုကလက်လျှော့လိုက်ခြင်းစိတ်ပေါကောင်းပေါသွားလိမ့်မယ်ညင်းညူခြင်းစိတ်ပေါကောင်းပေါသွားလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးမညင်းညူလိုက်နဲ့လက်လျှော့လိုက်ခြင်းတဲ့ဆိုတဲ့စိတ်ကမမွေးလိုက်နဲ့ဘာကြောင့်လဲဆိုတော့ကိုကလည်းပဲလူသားတွေတဲ့ကလူသားတူဦးပဲ ဲ့ဒီလူသားတဦးမှာမှာကိုဘဝကိုကိုပုံဖော်နိုင်စွမ်းရှိတဲ့လူသားတယောက်လို့ယုံကြည်မှုအမြဲပေးကိုကိုကိုစိတ်တက်ခွန်အားမြင့်အောင်အမြဲပေးငါလည်းလူသားတယောက်ပဲငါလုံနိုင်တယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကလက်ရှိအခွင့်အရေးတွေအခြေအနေတွေကိုတော့အဆုံးအရှုံးမခံလိုက်ပါနဲ့တခါတရံကြားလို့ရှိရင်စိတ်ခံစားမှုအရာမလိုအပ်တဲ့အရာတွေကိုအချိန်လေးပေးလိုက်မိတယ်မလိုအပ်တဲ့အရာတွေဘက်မှာကိုက ကိုယ့်ရဲ့အာယုံကိုပေးလိုက်မိတယ်။အဲ့ဒါဆိုရင် ကိုယ့်ရဲ့ဒီဘက်မှာပျက်စီးယိုယွင်းမှုအတွက်အကြောင်းဖြစ်သွားတတ်တယ်။ကိုယ့်ရဲ့စိတ်တကြောင်မို့ကိုယ့်ရဲ့စိတ်မကောင်းဖြစ်မှုတွေဟာတခါတလေကြောက်လို့ရှိရင်ကိုယ်လုံးလို့ဖြစ်တာလည်းဖြစ်တဲ့အတွက်ကြောင့်ကိုယ်လုံးနေမဲ့အရာတွေကိုတတိထားဖို့တော့လိုတယ်။ခြေချော်ကြမသွားဘူး။အမားမလုံးမိဘူးဆိုလို့ရှိရင်မလိုအပ်တဲ့အရာတွေကို ကောင်းတဲ့ထက်မထားဘူးအရေးကြီးပါလိမ့်မယ်။ကိုယ့်ရဲ့ပန်းနိုင်ကို ဥတီချက်ကိုဘယ်တော့မှအပြတ်မခံနဲ့ကိုဘာဖြစ်ချင်တယ်ဆိုတာကိုအမြင်စင်းစားကိုဖြစ်ချင်တာကိုကိုသိကြတဲ့သူတွေကြီးပဲဖြစ်ကိုဖြစ်ချင်တဲ့အရာကိုရဖို့ကိုလူချင်တဲ့ပန်းတိုင်းကိုရဖို့ဒါပေမဲ့ဒီနေရာမှာဘုံကြီးချွင်းချက်ပြောရမှာတော့တခါတလေကြာလို့ရှင်ကိုလျောင်းချင်တဲ့နေရာကိုရောက်သွားပြီမယ်ပြောချင်မှ ပြောလိမ့်မယ်ဒါကတော့ဘုံကြီးအာမခံချက်ပေးလို့မရအောင်သို့တော့လူဘဝဆိုတာ အသက်ရှင်ရက်တည်နေထိုင်ဖို့ကအရေးကြီးဆုံးအချော့မပေးမဲ့နဲ့ဒီဘဝထဲမှာဆက်လက်ပြီးတော့ရှင်သန်နေထိုင်နိုင်ဖို့ကအရေးကြီးဆုံးပဲအရှုံးသမားမဖြစ်စေဖို့အရေးကြီးဆုံးပဲဒါကြောင့်စိတ်ထက်တည်းကြားလဲဆိုရင်ဒါအရှုံးသမားဖြစ်ဖို့အတွက်အကြောင်းဖြစ်သွားပြီအဲ့တော့အရှုံးသမားမဖြစ်စေရဘူးချမ်းသာခြင်းမှချမ်းသာပါလိမ့်မယ်ဒါပဲမယ်ကိုဆက်ပြီးတော့ရှင်သန်နိုင်တယ်ဒါကောကပဲလူသားတယောက်ဖြစ်ရခြင်းရဲ့ ဓိပ္ပာယ်ပဲစင်ရဲ့ချမ်းချမ်းသာခြင်းဆိုတာကကိုယ့်ရဲ့ပဋိက္ခံတွေနဲ့လဲဆိုင်တယ်ပြစ္ဆုတ်ပံကံတွေနဲ့လဲဆိုင်တယ်အတော့ချမ်းသာခြင်းမှာတော့ချမ်းသာမယ်သို့တော့ကိုယ်ကျဉ်တ်တဲ့အနေအထားမျိုးကို ရောက်ကောင်းရောက်သွားနိုင်မပြင်းသမျှကာလပတ်လုံးပေါ့စူးစမ်းမှုကိုမလျှော့သမျှကာလပတ်လုံးလိုလင်ကြံစနေလန်ရတယ်အရကိုစိတ်ခွန်အားလေးအမြဲတမ်းကိုကိုကိုပေးရအမြဲလှုံ့ဆော်ပေးရ ကြာရှုံးမှုနည်းဖို့အတွက်ကတော့ကိုယ်တတိကောင်းဖို့လိုတယ်တတိရှိဖို့လိုတာပေါ့ဆုံးရှုံးမှုတစ်ခုနဲ့ကြုံတဲ့အခါမှာကိုယ်တတိရှိဖို့လိုတယ်တတိမရှိတဲ့သူတွေကအဲ့မှာခြေထုံချတုံတွေနဲ့အဆုံးရှုံးပုံများတတ်တယ်ပြီးတော့ဆွန့်လွတ်လိုက်တာလက်လျှော့လိုက်တာမြန်တတ်တယ်တတိရှိတဲ့သူတွေကြတော့အဲ့ဒီလိုမဟုတ်ဘူးသူကဆက်ပြီးတော့လှုပ်ရဲတယ်ရှုံးနေရင်တောင်မှမငင်းညူပဲနဲ့ ဆက်ရှောင်းမဲ့သူမျိုးအဲ့တော့အမြဲတမ်းစိတ်ကိုတက်ကြွအောင်ထားဖို့လိုတယ်မပြင်းဖို့လိုတယ်တတ်သိရှိဖို့လိုတယ်အချိန်ကိုမလိုအပ်တဲ့နေရာမှာအချိန်မဖြုံးမိဖို့လိုတယ်စက္ကန့်တိုင်းမိနစ်တိုင်းဟာကိုယ့်အတွက်အရန်အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝခရီးရှောက်တဲ့သူတွေဟာအဲ့ဒီစက္ကန့်နဲ့မိနစ်တွေဟာကိုယ့်ရဲ့အရင်အနည်းတွေပဲ။ ဆက်လက်ပြီးတော့ရှင်သန်နေထိုင်ဖို့အတွက်ကိုအဲ့စက္ကန့်နဲ့မိနစ်တွေကပဲကိုကိုကိုလိုချင်တဲ့ပုံစံကိုပေါ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်အလဟတအချိန်ပဲဖြုံးမိတာမျိုးဘယ်တော့မှမဖြစ်စေနဲ့စိတ်ခံစားမှုနောက်ကိုလိုက်ပြီးတော့အချိန်ဖြုံးမိတာမျိုးဘယ်တော့မှမဖြစ်စေနဲ့ဒါဆိုရင်စိတ်တကြတယ်ဆိုတဲ့အရာတွေဖြစ်လာစရာအကြောင်းမရှိဘူးစိတ်တကြဖို့ဆိုတာကကိုခံယူချက်ပေါ့ အလိုလိုအရာရာကိုအဆိုးမြင်နေလို့ရှိရင်စိတ်တကြမှုဖြစ်နိုင်တယ်။အဲ့တော့ကိုကအဲ့ဒီအဆိုးတွေကနေကောင်းဘက်ကိုပြန်ရှာတတ်တဲ့သူအရှုံးတွေကနေအမျက်ပြန်ယူတတ်တဲ့သူမျိုးဟောများများရှုံးမှကိုနည်းနည်းပဲရှုံးအောင်ကာပါယူနိုင်တဲ့သူမျိုးဖြစ်အောင်ကိုယ့်ကိုယ်ကိုလေ့ကျင့်ပေးဖို့လိုတယ်။ဒါကတော့လူအမြဲတမ်းတက်ကြွနေဖို့လိုတယ်၊လေ့လာနေဖို့လိုတယ်လို့ပြောရမယ်။အဲ့တော့စိတ်တမကြပါနဲ့။စိတ်တကြခြင်းဟာဘဝကိုသိဆုံးသွားစေတယ်။ တော့တည်ဆုံးတဲ့ဘဝမျိုးနဲ့လည်းဘယ်သူမှနေချင်ကြတာမဟုတ်တဲ့အတွက်ကြောင့်စက်ပြီးရှင်သန်ခြင်းနေသေးတယ်ဆိုလို့ရှိရင်တော့စိတ်တက်ကိုအများရန်တက်ကြွနေအောင်ထားပါအလုပ်တွေကိုလည်းအများရန်တက်ကြွနေအောင်လုပ်ပါရွှွှွှလန်းလန်းညနာအမြဲထားပါတက်တက်ကြွကြွအလုပ်ကိုအမြဲလုပ်ပါအထီးကထမင်းစားနေရရင်တော်ပြီနေစရာကြောချစရာနေရာရနေရင်တော်ပြီအဲ့ဒီကနေမှတစင်တက်အောင်ပါပထမဦးဆုံးလက်ရှိအနေအထားကိုတော့မဆုံးရှုံးရအောင် အတ္တိကောင်းကောင်းထားအတ္တိကြီးကြီးထားဉာဏ်ကိုသုံးပြီးတော့ဘဝခရီးဆက်လျှောက်ပါအဲ့တော့အာလောတော်ကဘာသူကဘာသားပေါင်းစိတ်တကြတာတွေကိုဘေးဖယ်ပြီးတော့ဆက်လက်ရှင်းသမ်းမယ်ဆိုတဲ့စိတ်နဲ့စိတ်တက်ကြွစွာရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အာလောအောင်မြင်ကြပါစေ